ျွန်တော်တို့ဟာထင်အဲ2000စက်ဖွန်18စက်ဖွန်လောက်ပါဆင်းတယ်စက်ဖွန်18လောက်ပါကျွန်တော်တို့တဘုံတက်တူတူကျောင်းတကြံချယ်ရီတကြံလားမသိဘူးအဲ့မှာကျွန်တော်ဓာတ်ပုံလေးတွေတော့ဟိုပိတ်တကြံလေးပဲဓာတ်ပုံနဲ့ဓာတ်ပုံလေးနည်းနည်းအဲ့လို social media မှာနည်းနည်းလေးပြန့်သွားဘူးပြပါဟုတ်ကြပါဟုတ်အဲ့တော့ဘယ်လိုမျိုးမျိုးလေးလဲပြောပြပါဦးအဲအဲ့တော့ကျွန်တော်ကျောင်းတက်နေတဲ့အချိန်ကဟိုဟာ final year ဟုတ် final year တော့အဲ့ဒါ ဖိုင်နယ်ကြီးအားလုံးကတကြံအကြောင်းတကြံအတွင်းမှာစပင်ရှိနေကျွန်တော်အဲ့တော့စပင်ဒီလောက်လောက်ရှိတယ်ဒီထက်နည်းနည်းလေးတော့ပြည့်တယ်ပေါ့နော်ပေါ်ဒီတည်းလေးပြည့်တယ်ဗျာဟုတ်အဲ့တော့ကတော့မီဒီယာတွေရောရေးတာပဲဟုတ်ဘုတ်တော့မသိဘူးပါလေတကယ်ဒီမလေးတွေအသေးသေးဆိုတာပါဆိုလာပဲအဲ့တော့ကတော့ရေးကြတာပဲအဲ့တော့ကတော့အဲ့တော့ကလည်းလူငယ်ဆိုတော့လေဟိုဒီလိုပဲရေးတော့လေဟိုကြောင်းမှာကြောင်းဟိုကြောင်းမှာကြောင်းတက်ရင်လူတွေသိနေတာပေါ့နော်အဲ့တော့နည်းနည်းသွားလာချက်သွားတယ်အဲ့ဒါလည်းအမှတ်တရပဲဟုတ်ရောင်မလေးတွေအဲ့တော့အဲ့တော့နောက်ဆုံးနေ့ဆိုတော့အဲ့တော့လည်းကြောင်းနေမှာနာမည်ကြီးသွားတော့နည်းနည်းတော့ဟိုပါပေါ့ ဟိုအနုပညာလုပ်တည်တော့လေလုံဝင်ပို့ပြီးရခဲ့တယ်အဲ့အဲ့ကောင်းတာတခုကတော့ပေါ့နော်အဲ့တုန်းကအဲ့ဒီကြောင်းစချန်လေးပေါက်တဲ့အတွက်ကြောင့်ကျွန်တော်ရှောက်နေတဲ့လမ်းမှာပဲဒီနံပါတ်ကြီးသချင်းလိုလိုသုံးတို့ဟိုချစ်ကြိုက်ပွဲမညာတို့ဒီကျွန်တော် music video လေးရိုက်ခွင့်ရခဲ့တာလေဒီကြောင်းစချန်ကပေါက်ခဲ့တဲ့ဓာတ်ပုံလေးတွေရဲ့ကျေးဇူးကြောက်ပဲဆိုရမှာပဲဗျာ အဲ့ဒါလည်းမီဒီယာတွေကိုတော့ထူးကျေးဇူးတင်ပါတယ်အခုဒီကနေအဲ့တုန်းကမီဒီယာတွေကတော့ရေးကြတာပဲဗျာအခုတော့အဲ့ဒါတော့မေးရမယ်ဟိုအဲ့တုန်းကပြည်သက်တွေရှိသေးလားဘောတော့အမှန်ပြည့်လူတွေရှိသေးလားမေးရမယ်အဲ့ဒါကျွန်တော်တော့မပြောတတ်တော့ဒေသကြတာလေကိုမက်မှာရေးပေုံရှိရင်လားဒီနေ့ကကြတော့ကျွန်တော်ဒီအောင်သူခုမလူပညာ production မှာပါเนาะကျွန်တော်သင်တန်းကျောင်းမှာပေါ့ကျွန်တော်တို့နောက်ရိုက်မဲ့ဇာတာပေါ့ရုပ်ရှင်ဇာတာကြီးတို့ ဟိုရဟဆယ်ပြောတာ training ပေါ့ကျွန်တော်တို့ပါရစဝင်ခန်းတွေကိုဒီနေ့ training လုပ်မှာပေါ့နော်ဟုတ်လေ့ကျင့်ကြမှာပေါ့ဟုတ်ကျွန်တော်နာမည်ကတော့ဟိုစိုးဝနအောင်ဖြစ်ပါတယ်ခင်ဗျာတရုတ်ဆောင်စိုးဝနအောင်ပါအကျွန်တော်အရင်ကတော့ဟိုဇေယျနာမည်နဲ့တော့လုပ်ခဲ့တယ်ဗျာနုပညာလုပ်ပြီး2017လောက်ကနေစပြီးမန်တက်တီကုမ္ပဏီမှာပြိုင်ပွဲဝင်တာကနေစပြီးတော့ဟိုဇေယျနာမည်နဲ့တော့လုပ်ခဲ့တယ်ဗျာဟိုဒီ2025မှာကျွန်တော်ကစိုးဝနအောင်ဆိုတဲ့နာမည်ကိုပြောင်းပြီးတော့ဟိုနုပညာလုပ်ပြီးပြန်ဟိုဒီလမ်းကိုဟိုနာမည်ချိန်ပြီးတော့ပြန် လုံးသဘောပေါ့နော်နာမည်ပြောင်းလိုက်တာပါရှင်းနေပါတော့ဟုတ်တယ်ဗျအញ្ញံစဖင်းရှင်းနေဟုတ်တယ်ကုန်တက်ကတူမှာတက်ကတူတော့မပြီးပါနဲ့ဟုတ်တယ်ဟုတ်တယ်ဟုတ်ပါအာအဲ့ဒါကြတော့ဟိုကျွန်တော်တို့ဟိုဟာ2000နဲ့စက်ဖွန်18စက်ဖွန်လောက်ပါရှင်နေစက်ဖွန်18လောက်ပါကျွန်တော်တို့ဒဘုံတက်တူတူကျောင်းတကြံချယ်ရီတကြံလားမသိဘူးအဲ့မှာကျွန်တော်ဓာတ်ပုံလေးတွေတော့ဟိုပိတ်တကြံလေးပြန်ဓာတ်ပုံနဲ့ဓာတ်ပုံလေးနည်းနည်းအဲ့လို ဆိုရှယ်မီဒီယာမှာနည်းနည်းလေးပြန့်သွားဘူးပြပေါ့ဟုတ်ကြပါဟုတ်အဲ့တော့ဘယ်လိုပုံစံမျိုးလေးလဲပြောပြပါဦးအဲအဲ့တော့ကျွန်တော်အကြောင်းတက်နေတဲ့ချိန်ပြဟိုဟာ final year final year တော့အဲ့ဒါ final year တော့ကတကြံအကြောင်းတကြံအတွင်းပေါ့စပင်ရှိနေကျွန်တော်အဲ့တော့စပင်ဒီလောက်လောက်ရှိတယ်ဒီထက်နည်းနည်းလေးတော့ပြည့်တယ်ပေါ့နော် body နည်းနည်းလေးပြည့်တယ်ဗျာဟုတ်အဲ့တော့ကတော့မီဒီယာတွေရောရေးတာပဲဟုတ်မို့တော့မသိဘူးဗါလဲတကြံဒီမှာလေးရအသက်ဆက်ဆိုတာပါဆိုလာပဲအဲ့တော့ကတော့ရေးကြတာပဲအဲ့တော့ကတော့အဲ့တော့ကလည်းဒီမယ်ဆိုတော့လေဒီလိုပဲရေးတော့လေ ဟိုကျောင်းမှာကျောင်းဟိုကျောင်းမှာကျောင်းတက်ရင်ဟိုလူရဲသိနေတာပေါ့နော်အဲ့ဒီတော့နည်းနည်းသွားလာကြက်သွားတယ်အဲ့ဒါလေးကအမှတ်တရပဲဟုတ်ရောင်မလေးတွေအဲ့လိုပေါ့အဲ့တော့နောက်ဆုံးနေ့ဆိုတော့အဲ့တော့လည်းကျောင်းနေမှာနာမည်ကြီးသွားတော့နည်းနည်းတော့ဟိုပါပေါ့ဟိုအနုပညာလုပ်တည်တော့လေလုံးဝပို့ပြီးရခဲ့တယ်အဲ့အဲ့ကောင်းတာတခုကတော့ပေါ့နော်အဲ့တော့ကအဲ့ဒီကျောင်းစီချံလေးပေါက်တဲ့အတွက်ကြောင့်ကျွန်တော်ရှောက်နေတဲ့လမ်းမှာပဲဒီနာမည်ကြီးသရှင်လိုလိုသုံးလို့ ဟိုချစ်ကြိုက်ဝဲမညာတို့ဒီကျွန်တော် music video လေးရိုက်ခွင့်ရရတာလေဒီအเจ้าစကြံပေါက်ခဲ့တဲ့ဓာတ်ပုံလေးတွေရဲ့ကျေးဇူးကြောက်ပဲဆိုရမှာပဲဗျာအဲ့ဒါလေမီဒီယာတွေကိုတော့ထူးကျေးဇူးတင်ပါတယ်အခုဒီကနေအဲ့တော့ဟိုပုံပုံလေးပဲသွားလိုက်တာဟာပုံမှန်လေးသွားပြီးတော့เจ้ามายိုက်တင်လိုက်တဲ့ဓာတ်ပုံเจ้าထင်တယ်အဲ့တော့ဟိုဘာတွေဖြစ်သွားတာပေါ့နော်အဲ့တော့ဟာအမမမမိတယ်နော်အဲ့တော့ကတော့ဟိုဟိုเจ้ามาကိုယ့်ကိုလူသိသွားတဲ့ခံစားချက်မျိုးပေါ့နော်အဲ့တော့အရင်လိုမျိုး ဟိုသွားလာတိတ်လွတ်လွတ်လပ်မရှိဘူးဆိုတော့ခန်းစားချက်ပထမဆုံးခန်းစားဘူးတဲ့အရွယ်ပဲပြောရမှာပေါ့နော်လူတွေတီးတော့ဟိုကသူကအနေနဲ့ကြက်တာပေါ့အဲတအားတော့လည်းကြောင်းမှာပေါ့ပါပါပဲနေတဲ့လေဒါညနာပြောင်းဟိုဆော့လိုက်ဆရာမတွေနဲ့အဲ့လိုမျိုးဟိုချင်းချင်းနည်းနည်းဟိုလူတွေကတိလာချင်းကြတာနည်းနည်းလေးသူကမနေတတ်ဘူးလေဒါကအရင်တော့တဟားမှလည်းသူကဒီတိုင်းကိုယ်လည်းဘူးမှတိလာမဟုတ်ဒီတိုင်းနေလာတဲ့ lifestyle တာမန်ဘဝကနေပြီးတော့လူတွေကကိုယ်အနေနဲ့တိတယ်ဆိုတဲ့ဟာမျိုးဖြစ်တော့နည်းနည်းလေးတော့အဲ့တုန်းကတော့ ဟိုအနေကျတဲ့ခြံစားချက်တွေတော့ပါမယ်အဲ့ဒါလည်းပါတာပေါ့နော်အဲ့တုန်းကအမီဒီယာတွေကတော့ရေးကြတာပဲဗျအခုတော့အဲ့ဒါတော့မေးရမယ်ဟိုအဲ့တုန်းကသေးသေးလေးရှိသေးလားပေါ့နော်အမှတ်ပြရလူရှိသေးလားမေးရမယ်အဲ့ဒါကျွန်တော်တော့မပြောတတ်တော့ဒေသကြတာလေကွန်မတ်မှာရေးပေုံရှိရင်လားအဲ့ဒါကျွန်တော်ကျွန်တော်ကဒီဝိညာဉ်လောကကိုစဝင်တာဒီ2017 10လမ်းဖြည့်ပြီးတည်းရဗျအဲဟိုကျွန်တော်မန်ထက်ကြီးကွန်မတီမှာတရုတ်ဆောင်ဝင်ပြိုင်တယ်ဝင်ပြိုင်ပြီးတော့ကျွန်တော်ရေးမခံအောင်အဲ့အဲ့ကနေမှတစ်ဆင့်ကျွန်တော်မော်ဒယ်ပြိုင်ပွဲတွေလုပ်ဝင်ပြိုင်ခဲ့တယ်ဟို2014လောက်မှာမော်ဒယ်ပြိုင်ပွဲတွေဝင်ပြိုင်ခဲ့တယ် စုတွေလည်းကျွန်တော်ရခဲ့ပါတယ်ပြီးတော့ဒီတက်ကက်သူတက်နေရင်းနဲ့အတော်အတွင်းမှာလည်းဒီရှိုးပွဲတွေရှောက်ပြည့်တယ်ဗျမော်ဒယ်ရှိုးတွေတော့ရှောက်ပြည့်တယ်အဲ့အနေမှာတစင်ဒီတက်ကက်သူရဲ့ကျောင်းကျန်မှာလူတိနာသွားတဲ့အချိန်မှာကျွန်တော်ကဟိုအနည်းငယ်လမ်းကြောင်းမှာတရုတ်ဆောင်ဘက်ကိုပူပြောင်းတဲ့အချိန်မှာကျွန်တော်တို့ဟိုအားတစ်ခုလည်းဖြစ်စီခဲ့ကြတာအဲ့ဒီအဲ့ဒီဟင်းလေးတွေရပါတော့ဇပင်ညက်လိုက်တဲ့အကြောင်းရင်းကကြတော့ဇပင်ရှင်နဲ့ကြတော့နေလာချိန်လည်းကြာလာတယ်ပြီးတော့ကာရီတာရွေးချယ်မှုကလည်း ဒီရွေးရွေးရတာနည်းနည်းလေးပေါင်ထဲရောက်လာတာပေါ့နော်ကိုလို့မရတဲ့ဒါရိုက်တာပုံစံတွေရှိလာတယ်ဆိုရင်ရှင်နေဆိုတော့အဲ့လိုကျွန်တော်စပင်းကိုအရင်ဆုံးညှက်လိုက်တယ်ပြီးတော့ဒါရိုက်တာနဲ့အံဝင်ဝင်ကြနိုင်မယ်ခန္ဓာကိုယ်ဘော်ဒီမျိုးကိုထိန်းထားတယ်ပေါ့နော်ထိန်းထားပြီးတော့ဒီတရုပ်ဆောင်ကိုပို့ပြီးတော့ဟိုအနုစိတ်လေးလုံးနိုင်အောင်လို့တော့ပြင်ဆင်တယ်လို့တော့ပြောလို့ရမယ်ကြအဲ့ဒါကြောင့်ပါညှက်လိုက်တာဟုတ်အဟောအလူညာဘယ်လိုစူးစမ်းရမလဲဆိုတော့ပုံမှန်ပဲပေါ့သူနှစ်သက်တဲ့အရာဆိုတော့ဒီအမြဲတမ်းဝမ်းစာလေးတွေဖြည့်ပြီးတော့ဟိုပြိတ္တကိုဖြောပြမှု ချက်တာပေးနိုင်တယ်ဟိုတိရစ္ဆာန်တရားအဲ့လိုတွေဖြစ်ချက်တယ်ပေါ့နော်ဟုတ်